တခါတော့ငှက်ငယ်လေးတကောင်ဟာစိမ့်လန်းတဲ့တောအုပ်ကြီးထဲမှာနေထိုင်နေမနက်ခင်းတိုင်းမှာ ချုံမြိန်နဲ့သူ့ရဲ့အတန်ကိုကြားရဖို့တစ်ပင်တွေတောကောင်တွေအပါဝင်တောအုပ်တစ်ခုလုံးငိမ့်သက်ပေးရတယ်တောအုပ်တစ်ခုလုံးက သူ့ကိုချစ်ကြတယ်နှက်ကလေးဟာနေတိုင်းအဝေးကြီးသွားပြီးအင်းဆက်ကလေးတွေကိုရှာစားရပေမဲ့ပျော်နေတတ်တယ်ဒီနေ့မှာတော့လေသမားတစ်ယောက်ကတစ်သားတစ်တာတစ်လုံးကိုကင်ပြီးအဲ့ဒီတောအုပ်ထဲကို ရောက်လာတယ် ငှက်ကလေးကတစ်တာထဲမှာဘာရီလဲလို့မေးတော့လဲသမားကအင်းဆက်တွေလို့ပြန်ဖြေတယ်အင်းဆက်တွေကိုဈေးမှာရောင်းပြီးငှက်မွေးတွေပြန်ဝင်မယ်လို့လဲသမားကပြောတယ်ငှက်ကလေးလည်းခဏလောက်စိုးစားပြီးငါမှာအမွေးတွေရှိပြီးသားပဲဒီအမွေးတွေကလည်းအင်းဆက်တွေရှာဖို့တုံးနေရတာငါအမွေးတွေနဲ့အင်းဆက်မလဲနိုင်စရာအကြောင်းမရှိဘူးဆိုပြီးလဲသမားကိုသူ့အမွေးနဲ့အင်းဆက်လဲမယ်ဈေးသွားမနေနဲ့လို့ပြောလိုက်တယ် ။လေသမားလည်းသဘောတူခဲ့တဲ့အဲဒီနေ့မှာပဲနှစ်ကလေးက သူ့ရဲ့အမွေတစ်ခုကိုပေးပြီးလေသမားစီကအင်းဆက်အချို့ယူခဲ့တယ်။အဲဒီနေ့ကစပြီးဒီသဘောတူညီချက်ကဆက်သွားခဲ့တယ်။နေတိုင်းနှစ်ကလေးကပြန်တန်းစရာမလို၊ရုန်းကန်စရာမလို့ပဲအမွေတစ်ခုပေးပြီးအစာကိုလွယ်လွယ်ကူကူရခဲ့တယ်။ဒါပေမဲ့တဖြည်းဖြည်းပြောင်းလဲလာတဲ့သူ့အမွေတွေကနေပါလာပြီးပြန်တန်းရခတ်လာတာကိုသတိထားမိတယ်။ ကြခင်မှာပဲသူ့ခန္ဓာကိုယ်ကအားနေလာတယ်။တချင်းဆိုတန်လဲငွဲ၆၆ဖြစ်သွားတယ်။နှက်ကလေးကတော့ပင်မန်းနေလို့အတန်ပြောင်းနေလို့ပဲထင်နေပါဗါး။နောက်ဆုံးမှာတော့သူ့မှာအငွှေးတွေ မကျန်တော့ပါဘူး။အင်းဆက်ပိုးမွားများကို ရှာဖွေခြင်းပေမဲ့မပြန်သနယခုတော့နှက်ကလေးမှာပေးเสียအငွှေးဘာမှမရှိတော့လို့လယ်သမားကသူ့ကိုအစာမကျွေးတော့ပါဘူး။ နှက်ကလေးတစ်နေ့ထက်တစ်နေ့အားနည်းလာတယ်တောထဲမှာဘသူမှသူ့ကိုဂယုမဆိုင်တော့ပါဘူးဒီလိုနဲ့တိတ်တိတ်လေးပဲတစ်နေ့မှသူ့တည်သွားတယ်နှက်ကလေးလိုပဲကြာနှုတ်တို့မှာအရေးချင်းတွေရှိတယ်အဲ့ဒီအရေးချင်းတွေကိုလွယ်ကူတက်တာတဲ့ဖြက်လန်းနဲ့မလဲလိုက်ပါနဲ့စစ်မှန်တဲ့အောင်မြင်မှုစီကိုရောက်ဖို့ဖြက်လန်းမရှိပါဘူးအားထုတ်မှုကိုရှောင်ရှားလေးလေးမင်းရဲ့စွမ်းအားတွေဆုံးရှုံးလေးလေးပါပဲ ဒါကြောင့်မင်းရဲ့အတောင်ပံလေးတွေကိုတက်တောင့်တတဖြစ်စေဖို့မင်းရဲ့ခွန်အားကိုတပားသူအစဉ်ပြေအောင်မလဲလှယ်ပါနဲ့မင်းရဲ့ပင်ကိုစွမ်းရည်မင်းရဲ့ကြိုးစားအားထုတ်မှုတွေဟာမင်းရဲ့မင်းရဲ့အတောင်ပံတွေပါခေရင်ရင်အောင်ပြန်တန်းဖို့အားပေးပါကိုကြီးမန်းချက်ပန်းတိုင်ရဲ့ခိတ်ဆုံးကိုရောက်တဲ့အခါကောင်းကင်ကမင်းအတွက်ပဲဖြစ်ပါလိမ့်မယ်